အစ္စလာမကာရှက်နဲ့ဂျက်ဒယ်လာမဒလီနာတို့ရဲ့ပွဲပေါ်ကျွန်တော်ရဲ့အမြင်ကိုပြောမယ်။လူရင်းတို့ရှင်ပြောရရင်တော့အစ္စလာသားပါတယ်။ဒါကတော့ရှင်းပါတယ်။ MMA ဆိုတဲ့ကစားနည်းက ground မားတွေအတွက်အသာရစေတဲ့ကစားနည်းတစ်ခုပါ။ဘလောက်ပဲ stand fight မှာဆရာကြီးဖြစ်နေပလိစေ grappling သမားတယောက်နဲ့တွေ့ရင် stand fight သမားတွေလက်ကျတာကများပါတယ်။ဒါကရေပူရသဘောတရားပါ။ Everything can be happen in MMA ဆိုတဲ့အတိုင်းပဲ။အမဆိုကတော့ MMA မှာဖြစ်နိုင်သေးတယ်။ Physical ဘိုင်းကစပြောမယ်။ အစ္စလာမကရှက်ကအရက်က9ဘီ7လက်မ reach က80လက်မကွဲရှိပြီးတော့ jet dela ကအရက်9ဘီ7လက်မနဲ့ reach က83လက်မရှိတယ်တို့တော့ risk မတအောင်ဘာကြောင့်လဲဆိုရင် jab ဆော့တဲ့ပုံစံက distance တခုကနေပြီးတော့ဆော့တာမျိုးမဟုတ်ဘဲနဲ့ကက်ပြီးတော့ wide lethy ထိုးတတ်တာကြောင့်ပါဆိုတော့ physical တူတူပဲလို့ကျွန်တော်တို့အကြံပေးပြောရမယ် striking ဘက်မှာကတော့ aussie bowser ကပို့ပြီးတော့တာမယ်အထိုးလဲခံနိုင်တယ်လို့ကိုကလည်းထိုးနိုင်တယ် နှာခေါင်းယွဲနေတာပဲကြည့်လိုက်ဗျာ။ဒါကြောင့်အစ္စလမ်အနေနဲ့ပိုဒီယေနဲ့ပွဲကလို့ရှင်ထိုးပေးရင်အစ္စလမ်မှောက်သွားနိုင်တယ်။ striking ဘိုင်းနဲ့မာဂွန်ဘိုင်းမှာဂျီလီယန်သားမယ်။ weight ဘိုင်းနှစ်ယောက်စလုံးကဝေတာဝိမာစောကြတာဖြစ်ပေမဲ့တယောက်ကိုတမျိုးစီ weight ဘိုင်းမှာအားသာချက်ရှိတယ်။ဂျီလီယန်က striker ဖြစ်လို့ cardio body type ပိုရှိပြီးတော့ hydration body ဖြစ်လို့ပိုပြီးတော့အမောခံနိုင်တယ်။အစ္စလမ်ရဲ့ body type ကကြွတားတူးတယ်ပိုပြီးတော့ကြီးမားတဲ့ body type မျိုး။ခါဖေးတို့လည်းတူတူပါပဲ။ ။ဘာကြောင့်လဲဆိုရင် wrestling, judo, sambo တို့မှာဆိုရင် pulling, throw, grappling, brazing, explosive takedown လိုမျိုး၄ကြိမ်ရတဲ့အတွက်ကြောင့်မလို့ mechanical strut တွေရပါတယ်။ဒီ strut တွေကြောင့် muscle fiber တွေမှာ micro stoppage တရားဖြစ်စေတယ်။ body က repair ပြန်လုပ်တယ်။ကြွက်သားတူးတယ်ကြီးအောင်သူ့အလိုလိုပြန်လည်ပြီးတော့တိဆောက်တယ်။ muscle mass တလွာတက်လာတယ်။အဲ့ဒါက muscle fiber damage plan hypertrophy mechanism ကိုဖြစ်စေတယ်။အဲ့ဒါကြောင့်မလို့ body ဘိုင်းမှာဆိုရင် islan ရဲ့ body type ကြွသားလွာတစ်ခုချင်းစီကပို့ပြီးတော့အထဲမှာဒုတယ်ပို့ပြီးတော့တာနေလိမ့်မယ်။ဒါကြောင့် body ဘိုင်းမှာဆိုရင် islan ကအဲ့ဘိုင်းမှာပို့တာနေလိမ့်မယ်။ ါပေမဲ့ဒီပိုင်းကလည်းအစ္စလမ်လုံးနဲ့ပိုင်းမှာပို့ပြီးတော့တာနေမှာဖြစ်ပြီးတော့ရှင်ထိုးရင်ကြာရင်သူ့ကိုပို့ပြီးတော့၄၀လိမ့်မယ်။ဝိတ်တင်ထားတာရဲ့မာဆက်တုများနေတာရဲ့အကြောင်းမှာအစ္စလမ်ရဲ့ trading program တွေကိုလိုက်ကြည့်တော့သူကလည်းလုံးမဝပဲဥတီထားတာလည်းတွေ့ရပါတယ်။ဘလဲမိုဟာမက်က JDN ကိုရှုံးခဲ့ပါတယ်။ကိုကိုကိုယုံကြည်မှုလွန်ကဲသွားလို့ပါ။ ရှင်းနေပွဲ၃ပွဲလောက်ကဘောင်စင်စကေးလေးပြနိုင်တော့အော်စီဘောင်ဆာကိုငါလည်းရှင်ထိုးနိုင်နေဟာဆိုပြီးတော့ရှင်ထိုးကြည့်တယ်အရင်ဝင်လုံးမယ်မရမှရှင်ထိုးမယ်မဟုတ်ဘဲနဲ့ရှင်ထိုးကြည့်အောင်မယ်မရမှဝင်လုံးမယ်ဆိုတဲ့ game plan အမှားကြီးနဲ့လာတော့ဘလဲလစ်တာပဲဟုတ်ပြီအဲ့ဒီပွဲမှာကျွန်တော်တို့ JDN ဘက်ကနေပြီးတော့မြင်ကြီးလို့ရတာတခုရှိတယ်ဘလဲမိုဟာမက်က JDN ကိုဝင်လုံးတာတုံးကြည့်ဝင်ချင်မှာပါဘလဲလဲမောနေပြီဆိုပေမဲ့နဗန်းသမားတယောက်ရဲ့တိတ်ထောင်းကိုစပြီးတော့ defend လုံးနိုင်ပြီအရင်တော့က JDN ဆိုတာက၃ငါဆွဲလဲရင်၃ငါလုံးလဲတဲ့သူပါ ခု take down defense နေအရင်ကထက်တော့ပိုကောင်းလာပြီဆိုတဲ့အနေအထားရှိပြီ jet တယ်လာက take down ပိုင်းအားနေပေမဲ့ submission defense ကြတော့လည်းပြန်ကောင်းပြန်တယ်သူ့ရဲ့တဘွားလုံးမှာတပွဲပဲချုပ်ကွက်နဲ့ရှုံးမှုတယ် gabri ban ဆိုရင်သူ့ကိုဆွဲလှဲလို့ရပေမဲ့မချုံနိုင်ဘူး back position ရတာတော့မှ rear naked ချုံမလုံးနိုင်ဘူးအဲ့ဒီ submission defense ပိုင်းကြတော့ jet ကပြန်ကောင်းပြန်တယ်ဒါက jdn နဲ့ blair jdn နဲ့ gabri ban တို့ရဲ့ကန်တာကိုပြောပြတာပါ အစ္စလမ်ကဘလဲမဟုတ်တလို့ဂရစ်ဘန်စ်လည်းမဟုတ်ဘူးဘလဲလို့လုံးမယ်ဆိုရင်လည်းခါဘိကတို့ပါတယ်ရိုက်လိုက်မယ်ဒါကြောင့်ဤကဲ MMA ရဲ့ထုံးစံအတိုင်းဝင်လုံးမယ်မရမှရှင်ထုံးမယ်ဆိုတော့ game plan နဲ့ပဲလာပါလိမ့်မယ်ဒါအသေးချာဆုံးပဲအစ္စလမ်မကရှက်ရဲ့ဖြစ်နိုင်ခြေအရှိဆုံး game plan က jet ကိုပထမအချိန်မှာလည်းကခြေပြေးဆွဲမယ် ထုမယ်ထောင်းမယ် front handle ယူပြီးတော့ dash ချုပ် bravo ချုပ် anaconda sample တခုခု summation တခုခုယူလိုက်မယ် summation ဘက်ကိုပြောင်းလို့မရရင်ထူထောင်းပြီးတော့သူအမတ်ယူလိုက်မယ်တတ်နိုင်တဲ့လောက်ရှင် pro ဘုတ်ကိုရွေးချယ်လိုက်မယ်ဒါတွေက capital အုပ်စုကပြင်ကိုပြင်လာမဲ့ game plan ပါ GDM ဘက်ကတော့ game plan 3ခုနဲ့လာလိုက်မယ်ပထမ game plan က Islam ဝင်လုံးလို့မရအောင်မလဲအောင် defend လုပ်ပြီးစော့မယ်အကဲအေးလဲသွားခဲ့ရင် second plan အနေနဲ့ submission or TKO မပေးရအောင်ကာကွယ်ပြီးတော့အချိန်ဆွဲပြီးတော့စော့မယ် ်တပ်ပလန်ကလုံးလိုက်ပြန်ထလိုက်ပြန်တယ်လိုက်နဲ့စတန်ဖိုက်ကို ရောက်နေတဲ့အချိန်အရှင်ထိုးလို့ရတဲ့အချိန်ခဏလေးတွင်မှာ JDN ကအစ္စလန်ကို KO ကြအောင်တိတ်လိုက်မယ်ဒီပလန်၃ခုက JDN ရဲ့မဖြစ်မနေသုံးမဲ့ game plan တွေပါကျွန်တော်မနေ့ကတင်ဆက်ခဲ့တဲ့ Crick Jones နဲ့ Legend နေတဲ့ Takedown Defense တွေ Grappling Pine တွေက JDN ကိုပို့ပြီးတော့တိုးတက်လာစေမှာတော့အမှန်ပဲဒါပေမဲ့တသက်လုံးလုံးနေတဲ့ကောင်တွေကိုရှင်နိုင်မလားဒီမေးခွန်းကလည်းရှိပြန်တယ် အဆုံးတိုက်ရရင်တော့လူတိုင်းသိပြီးသားအရာကိုပဲကျွန်တော်ပြန်ပြောရမှာပါအစ္စလမ်ဝင်လုံးလို့ရရင်အစ္စလမ်နိုင်မယ်ဝင်လုံးလို့မရလို့ရှင်ထိုးရပြီဆိုရင်တော့ JDN နိုင်ဖို့များပါပြီပေါ့ကြီးမှာအစ္စလမ်1.29 JDN က3.695ပါအစ္စလမ်ကအထက်ကြီးပါဟုတ်ကဲ့ဒါကတော့ကျွန်တော် JDN နဲ့အစ္စလမ်တို့ရဲ့ပွဲပေါ်ကိုကျွန်တော်ရဲ့အမြင်ပါ MMA ဆိုတာဘာမှမဆိုဖြစ်နိုင်ပါတယ်နေရောတာပါတဒါ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ